ောကြီးကမမိကြပါသေးရဲ့လားခင်ဗျာဒီပုဂ္ဂိုလ်ကြီးဟာလက်ရှိမှာအာနာယုစေမလူမြရဲ့ဖဲစီကြီးကိုခံနေရပါတယ်ဒီပုဂ္ဂိုလ်ရဲ့မွေးနေ့ဟာဒီကနေ့ကြောက်ရွံ့တဲ့လူလူကောင်းဆောင်ဒေါင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသူမကိုချစ်ခင်ကြတဲ့မြန်မာနဲ့ကမ္ဘာတစ်လောကပြည်သူတွေဟာမွေးနေ့ပွဲနဲ့ဒီမိုကရေစီရဲ့လှုပ်ရှားမှုတွေကိုပုံစံမျိုးစုံနဲ့ကျင်းပနေကြတာပါဒီကနေ့ဇွန်လ16ရက်နေ့ဟာဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်ပြီး အတင်းချခံထားရတဲ့နေရာမှာတယောက်တည်းဖြတ်တန်ရတဲ့၅နှစ်မြောက်မွေးနေ့လည်းဖြစ်ပါတယ်2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့စစ်တပ်အာဏာသိမ်းကလေးကဒေါန်ဆန်းစုကြည်ဟာနေပြည်တော်မှာပဲဖမ်းဆီးခံရပြီးစစ်တပ်ကဒါဇင်နဲ့ချီတဲ့ပုံမှန်တွေတက်ပြီးတော့ထောင်နှစ်ရှည်ချထားတာပါပြပကွာကြီးနဲ့၄နှစ်ကျော်အဆက်ဖြတ်ခံထားရတဲ့အသက်80ပြည့်မွေးနေ့ရှင်တက်ရှိကျမ်းမာဖို့အချုံအောင်ကနေအမြန်ဆုံးလွတ်မြောက်ဖို့ဆုတောင်းပေးကြသူတွေထဲမှာ ိုင်းသားလက်နက်ကင်တော်လန်ရေးခေါင်းဆောင်တွေနဲ့တော်လန်အင်အားစုတွေလည်းပါဝင်ပါတယ်ဒီကနေ့ကြောက်တဲ့ဒေါန်ဆန်းစုကြည်မွေးနေ့အတွက်မွေးနေ့ဆုတောင်းပေးတဲ့တိုင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကတန်းမြတ်သားလွတ်မြောက်ရေးတပ်မတော်တန်နလီရဲ့ထွေထွေအတွင်းမူဗိုလ်ချုပ်တာဖုန်းကျော်ကတော့ဒေါန်ဆန်းစုကြည်လွတ်မြောက်ဖို့နဲ့ဆန္ဒရှင်စနစ်ကိုပြောင်းလဲပြစ်ဖို့ဟာလက်ရှိတော်လှန်ရေးမျိုးဆက်အားလုံးမှတာဝန်ရှိတာကြောင့်စုစုစည်းစည်းနဲ့အားလုံးပါဝင်ကြဖို့တိုက်တွန်းပါတယ် အဲတော့အောင်ဆန်းစုကြည်လွမြောက်ဖို့ ਨੇ ပမာပြီးအပြောင်းလဲကကျွန်တော်တို့ဒီခုတော်နိုင်ရေးဒီခုမျိုးဆက်အားလုံးရဲ့ပခုံးပေါ်မှာတာဝန်ရှိတယ်ကျွန်တော်တို့အားလုံးစုစုစီစီတည်ညီလဲညီနဲ့အကုန်ဝိုင်းလုံးကြမှာတော့အောင်ဆန်းစုကြည်အပါဝင်နိုင်ငံရေးအကျဉ်းသားတွေကျွန်တော်တို့ဒုက္ခရောက်နေတဲ့ပမာပြည်သူအားလုံးလွမြောက်နိုင်မှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ ဒီချက်ပို့ရမှာအားရစူးစီးမှုတွေပြပြီးအလုပ်လုပ်ဖို့လိုတယ်လို့ကျွန်တော်တိုက်သွင်းချင်ပါတယ်ဒေါန်ဆန်စုကြည်ရဲ့ဝင်းနေအထိမ်းမှာဒေါန်ဆန်စုကြည်ရဲ့မွေးနေ့လှူရှာမှုတွေမှာပါဝင်ဖမ်းဆီးမယ်ဆိုပြီးစစ်ကောင်စီထောက်ခံသူတွေက မွေးနေ့မတိုင်ခင်ကလေးကစော်ဩနေကြတာပါဂျွန်လ16ရက်နေ့မှာပန်းပန်သူတွေအင်းကြီးအပြာဝတ်သူတွေကိုထောင်ထမင်းစားရမယ်ဆိုပြီးစစ်ကောင်စီအတွက်ဝါရဖြန့်ပေးနေသူတွေကချင်းချောက်ထတာပါ ရန်ကုန်မြို့မှာဆိုရင်လည်းဒီကနေ့မှာစစ်တပ်ကလူမျိုးရင်းတင်းကျပ်ထားပြီးကင်းလဲ့နေတယ်လို့မြို့ကနေစီကနေသိရပါဗျ။ဒီလိုထိန်းချုပ်မှုတွေကြားကနေပဲရန်ကုန်မန္တလေးပြည်ဦးလွင်လူစစ်တပ်ထိန်းချုပ်ထားတဲ့မြို့ကြီးတွေကအစားလောင်ဆန်းစုကြည်မွေးနေ့အတွက်ပုံစံမျိုးစုံနဲ့လှုပ်ရှားမှုတွေပြုလုပ်ပေးကြတာကိုလည်းတွေ့ရပါဗျ။ဒီမိုကရေစီရဲ့အတွက်နှစ်ပေါင်းများစွာအနစ်နာခံခဲ့တဲ့လူထုကောင်းဆောင်ဒေါန်ဆန်းစုကြည်အချုပ်အနှောင်ကနေအမြန်ဆုံးလွတ်မြောက်ပြီးပျော်ရွှင်တဲ့ဘဝတစ်ခုကိုအမြန်ဆုံးဖျက်ဆီးနိုင်ပါစေလို့ ကင်နီမျိုးသားတွတ်တဲ့ပါတီ KNPP ရဲ့အတွင်မူဦးအောင်ဆန်းမြင့်ကမွေးနေ့ဆုတောင်းစကားပြောပါရယ်။ဆန္နာရှင်ပြုတ်ကြမှသာလူလူကောင်းဆောင်ဒေါန်ဆန်းစုကြည်လွတ်မြောက်နိုင်မှာဖြစ်တာကြောင့်အနာသိန်းစစ်ကောင်စီပြုတ်ကြရင်နဲ့ဒေါန်ဆန်းစုကြည်လွတ်မြောက်ရေးဟာဆက်နွယ်နေတယ်လို့ဦးအောင်ဆန်းမြင့်ကဆိုပါရယ်။ဒေါန်ဆန်းစုကြည်ကတော့အစံပေရုံကမလည်းနဲ့ကဲတော်လာရေးအံပေးခဲ့သူဆိုတော့ဒီနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ပဲဖြေရှင်းမယ်ဆိုတော့သူရဲ့ယုံကြည်ချက်ရှိတယ်။ ိုးပြီးမဲ့လေကျွန်တော်တို့မြေပေါင်းကုန်စေချောပေါ့ဒေါ်လာကျူစီတက်မှာပေါ့ကျွန်တော်တို့ဒိုင်းနာကောင်းဆောင်နေနေဒီနိုင်ငံရေးစေတနာကိုနိုင်ငံရေးမိနဲ့ဇွဲကုန်ကတင်ပြီးဖြည့်ရှင်းခဲ့တာဆိုတော့ကျွန်တော်အားရှိပါလေဆိုတော့ကျွန်တော်ဒီလောက်ဆိုရင်ကျွန်တော်60မြေတော့အခုနောက်ပိုင်းမှာကျွန်တော်တို့ဒီ90နဲ့90နာအဲ့ဒီမထောက်ကုန်တောင်းရှိမထောက်နဲ့အဲ့ဒါတစ်ဆယ်နော်မထောက်နဲ့အခု ဆက်နေပေါ့နော်ဆက်နေကမတောင်းနေဆိုဒီလောက်ကြည့်ပေါ့နော်အဲ့လောက်ကြည့်ကိုကျွန်တော်ကြိုးပမ်းခဲ့ကြတယ်ဒါပေမဲ့ဒီကနေ့ငါရေးပြဿနာကြီးရဲ့အစီအမင်းကိုနော်အကျဉ်းရှာတဲ့စစ်တပ်ရဲ့အာဏာပြင်းရေးတွေကတော့လုပ်ခဲ့တဲ့နေချင်းချင်းတွေကိုတွေ့ရအဲ့တဲ့ကြောင့်တော်ဆန်းလူကြီးလုံမြောက်ရေးကတော့ကျွန်တော်တို့အာရှင်းနေပြတော့မြန်မာနိုင်ငံရေးအပြောင်းလဲကျင်ကာကိုကျွန်တော်ရှင်းအောင်ရှင်းပြကြရေးတဲ့ကိုကျွန်တော် လုံးနိုင်မှာပဲဒါကျွန်တော်တို့လူလူကောင်းဆောင်ကပြန်ပြန်လုပ်နိုင်မှာလို့ထင်တယ်ဘူရောဆယ်ကတော့အာသူတို့အနေနဲ့ကတော့ဘာကြောင့်လဲဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဗောဇာမီဒီယာဒီနေ့နိုင်ငံရေးခင်ကျင်းတဲ့ live view ဖြစ်တယ် live view ဖြစ်တယ်လူတို့ရဲ့ယုံကြည်မှုကသူ့စီမှာအများကြီးရှိတယ်ဆိုတဲ့အတွက်ဒါလို့စစ်ကောင်စီကတော့ကြောက်နေတာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်စစ်ကောင်စီကြိုးစားရည် အတိတ်ကပဲတော့စောင့်ကြည့်လို့မျိုးရရတယ်ဒါနဲ့ဆက်နေပြီဆိုတော့ကျွန်တော်တို့အဲ့လိုလေးသုံးသပ်ပါတယ်နော်စစ်ကောင်စီကိုလက်နက်ကင်တော်လန်နေတဲ့တပ်ဖွဲ့တွေတယ်ဗမာပြည်ကွန်မြူနတီပါတီရဲ့တပ်တစ်ခုဖြစ်တဲ့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ကတော့ဒီကနေ့ကြာရောက်တဲ့ဒေါန်ဆန်းစုကြည်မွေးနေ့အတွက်မွေးနေ့လက်ဆောင်အနေနဲ့စကိုင်းတိုင်းပလဲမြို့နယ်တဲကကဲနောက်ရွာရေစခန်းကိုအပိသက်တင်ပိုက်ခဲ့တယ်လို့ PLA တပ်ပြောခွင့်ရသူကမြန်မာနောင်ကိုခုလိုပြောပါရတယ်။ ဟုတ်တယ်ဒီနေ့မှလည်းကျမတို့ PLR ပေါ့နော်ပြောမယ်ဆို PLR ဒါဘုရားဆိုင်ရဲ့အတွင်းပေါ်နဲ့အဲ community နဲ့စီးထားတဲ့တက်ကလည်းဒီနေ့သူ့ရဲ့ချစ်စင်နှမြောင်းဝင်းနေမှာပေါ့နော်အဲတန်တောင်း yes ကောင်းကိုအဲအောင်မြောင်းတင်ပိုင်နိုင်နေတိုက်ပွဲပေါ့နော်တိုက်ပွဲနဲ့သူ့ရဲ့အဲဝင်းတွေကိုလက်ဆောင်ပေးလိုက်ပါတယ်လို့အတူတူပြည့်ရတဲ့ပေါ့နော်ဒါ PLR ဆိုလဲဘုရားဆိုင်ရဲ့ဒါမျိုးမြင့်မြင့်တွေနဲ့တိစောက်ထားတဲ့တပ်ပါပဲ ာတိုက်တက်ဆန်ဆန်မဲ့ဒီနေ့ကျမတို့ပလဲမျိုးနဲ့ကန်တောင်ရက်စကန်ကိုအောင်မြင်စွာသိမ်းပိုင်နိုင်ခဲ့တယ်။ကချင်လိုလေးတက်မရခန်ရဲ့ပြောခွင့်ရဘူမကြီးနော်ဘူးကလည်းတောင်ဆန်းစုကြည်အတွက်အခုလိုမွေးနေ့ဆူတောင်းစကားဆိုပါရယ်။တောင်ဆန်းစုကြည်လည်းကိုချင်မာကျင်းထုံထဲမှာနေရတဲ့ဘဝဆိုတော့ကျွန်တော်တို့ပြည်သူလူထုအားလုံးအနေနဲ့လည်းသူ့ရဲ့ဈာမရဲ့အတွက်တော့ကျွန်တော်တို့ဆူတောင်းနေပါရယ်။အဲကျန်းကျန်းမာမာ အဲနဲ့ပြဆိုင်ရာသူနဲ့ဆိုင်တဲ့လုပ်ငန်းတွေကိုလည်းလုပ်ကိုင်နိုင်ပါစေလို့နော်အဲကျမ်းပါစေလို့ဆုတောင်းပါတယ်ဒေါက်ဆန်စကြည်ပါဝင်မတရားဖမ်းဆီးခံရသူတွေကိုချက်ချင်းလွတ်ပေးဖို့အမေရိကန်ဗြိတိန် EU ပါဝင်နိုင်ငံကတန်ရုံးတချို့ကလည်းဒီကနေ့မှာကြေညာချက်တွေအသီးသီးထုတ်ပြန်ထားကြပါတယ်ဒေါက်ဆန်စကြည်ချုံနောင်ကနေအ мян ဆုံးလွတ်မြောက်ပြီးတိုင်းပြည်တာဝန်တွေကိုဆက်လက်ထမ်းရွက်နိုင်ပါစေလို့ ကေမျိုးသားအစည်းအရုံးခန်းသူပြောခွင့်ရဘရိုဆော့တော်နီကလည်းအခုလိုဆုတောင်းပေးပါဗျာ။ဒေါန်ဆန်စုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာစံချမ်းမမနဲ့အမြန်ဆုံးပြန်လဲလွတ်မြောက်နိုင်ပါစေလို့ဆုတောင်းပါရစေ။အဲ့ဒါအပြင်တန်ပြေတောင်းကိုလည်းဒီထက်ပိုပြီးတော့ထမ်းရွက်နိုင်ပါစေလို့ဆုကောင်းတောင်းပါရခင်ဗျာ။မတ်လ28ရက်နေ့ကလုတ်ခတ်ခဲ့တဲ့ပြင်းထန်တဲ့စကိုင်းကလင်ကြောင့် ဒေါန်ဆန်းစုကြည်ရဲ့ဘဲဘဲလက်မောင်းဒဏ်ရာရခဲ့တယ်လို့စုဖောင်ဒေးရှင်းကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကတော့ဒေါန်ဆန်းစုကြည်နဲ့ပတ်သက်လို့တစုံတရာထုတ်ပြန်တာမျိုးမရှိဘဲသတင်းအမှောင်ချထားပါတယ်။မြန်မာပြည်သူအများစုကအမေစုလို့ခေါ်ကြတဲ့ဒေါန်ဆန်းစုကြည်ကတော့အသက်80အရွယ်တိုင်အောင်ဆရာနာရှင်စနစ်ဆန့်ကျင်ရေးကိုပြည်သူနဲ့အတူဆက်လက်တိုက်ပွဲဝင်နေပါတယ်ခင်ဗျာ။နေဝိညာဉ်ကူးဖြတ်ရဲ့လာရောက်ဤကားရင်းတွေကိုရောက်မယ်။ chi chế nghe chớ là đau mà thì mà hậu nhiên đúng lòng đại mê linh